2025ဘောလုံးတော်ဆုအတွက်ရေပန်းစားနေတဲ့ကစားသမား9ယောက်ဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ2024ခုနှစ်ရဲ့ဘောလုံးတော်ဆုရှင်ရိုဒီကပြီးခဲ့တဲ့နှစ်စက်တင်ဘာလကရရှိခဲ့တဲ့ပြင်းထန်ဒုတန်ရာကြောင့်2025မှာသူရဲစုကိုကာကွယ်နိုင်တော့မှာမဟုတ်ပါဘူးဒီတော့စပိန်ကွင်းလဲလူရဲ့နေရာကိုစက်ခံဖို့ဘယ်ကစားသမားတွေကအတိအကရေပန်းစားနေရလဲနံပါတ်9ကီလီယန်အမ်ဘာပေရီယယ်မက်ဒရီအဆင့်တက် 2024-25ရာသီအတွင်း53ကိုအတွင်းဂိုးဖန်နေမှု9ကြိမ်ဥရောပစူပါဖလားနဲ့ Intercontinental ဖလားများစုကူထားဘာဘီနေနဲ့သူ့ရဲ့ Real Madrid ကစားသမားဘဝအစပိုင်းမှာသူကိုယ်တိုင်ရောအသင်းပရိသတ်တွေပါမျှော်လင့်ထားသလောက်ပျော်ရွှင်ခဲ့ရခြင်းမှပျော်ရွှင်ခဲ့ရမှာပါဒါပေမဲ့သူကဂိုးတက်တော်များများကိုသွင်းယူနိုင်ခဲ့ပြီးဖေဖော်ဝါရီလကမန်စီးတီးနဲ့ပွဲမှာအမကန်ဟက်ထရစ်သွင်းပြီးတဲ့နောက်သူ့ရဲ့ကစားပုံကနောက်တစ်ဆင့်တက်သွားပြီလို့အများကမြင်ခဲ့ကြပါဗျ။ ဒါဟာဗာနေပြူကိုသူတကယ်ရှောင်းလာပြီဆိုတော့ကြေညာချက်လိုပါပဲဒါပေမဲ့ရာသီနောက်ပိုင်းရှောင်းလာချိန်မှာတော့မက်ဒရစ်အတွက်အခြေအနေတွေကထိမနိုင်သိမ့်မရဖြစ်လာခဲ့ပါတယ်အာဆင်နယ်ကိုချန်ပီယံလိမှာအလွယ်တကူအရင်းနိုင်ပြီးတော့သူတို့ရဲ့တရဖူကိုလက်လွတ်ခဲ့ရသလိုကိုပါတယ်ရင်းဖလားဖို့လူပွဲမှာလည်းဘာစီလိုနာကိုရှုံးနိုင်ခဲ့ရပါတယ် MRB ရဲ့သူရဲကောင်းဆန်မှုတွေရှိခဲ့ပေမဲ့ပေါ့လာလီဂါဖလားကလည်းဗာနေပြူကနေဘာစီလိုနာစီပြန်ပြီးတော့ရှောင်းသွားခဲ့ပါတယ် ။ဘာပေကဒီနိုင်ငံမှာဒီစုရဲ့ကွန်ထရက်ကြောင့်ဘွန်လွန်နော့စုကိုအလွန်လွန်ကျင်းတောင်းတနေတယ်ဆိုတာပြန်ဝတ်ချက်မဟုတ်ပေမဲ့ဒီတစ်ချိန်မှာတော့ဥရောပရွှေဖက်နှစုနဲ့ပဲကျင်းနေရဖို့များပါတယ်။နံပါတ်၄မိုဟာမက်ဆာလာလီဗာပူအဆင့်တက်2024 25ရာသီတွင်36ဂိုးတွင်ဂိုးဖန်နေမှု24ချိန်ပရီးမီးယားလိဖလားစုကိုထောင်းဆလာရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ထင်ကြေးပေးမှုတွေကလီဗာပူးနဲ့နှစ်နှစ်သက်တမ်းတူစာချုပ်ထုတ်လိုက်ပြီးတဲ့နောက်မှာတော့အဆုံးသတ်သွားခဲ့ပါပြီ။ ဒီစာချုပ်နဲ့သူဟာထိုက်တန်တယ်ဆိုတာကိုဘယ်သူမှငြင်းနိုင်မှာမဟုတ်ပါဘူး။ ဤစည်းပြင်းကနီးပြတဲ့အာနက်စလော့လက်အောက်မှာသူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြန်တွေ့ရုံနဲ့မကပူရောင်မှကောင်းလာခဲ့ပြီးတော့လီဗာပူးကိုပရီးမီးယားလိဖလားလွယ်လွယ်ကူကူရရှိအောင်လို့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘောလုံးတော်ပြိုင်ပွဲတစ်လျှောက်လုံးနီးပါအဓိကရေးပန်းစားခဲ့သူဖြစ်ပေမဲ့လီဗာပူးရဲ့ချန်ပီယံလိဆက်ဆောက်တင်စင်ကနေအားသင်းဝယ်တော့ခွာခဲ့ရမှုနဲ့ရန်နှင်းငယ်ကြားနယူကာဆယ်ကိုရှုံးနေခဲ့တဲ့ကာရာဘောင်းဖလားဘူလူပွဲမှာသူကိုယ်တိုင်ခြေစွမ်းမပြနိုင်ခဲ့တာတွေကဆာလာရဲ့မျောလင်းချက်တွေကိုထိခိုက်စေခဲ့ပါတယ်။အသက်32နှစ်အရွယ်ကစားသမ ားက1995နောက်ပိုင်းအာဖရိကရဲ့ပထမဆုံးရွှေဘောလုံးဆုရှင် ဖြစ်လာနိုင်သေးပေမဲ့2025မှာအဲ့ဒီလိုဖြစ်လာဖို့အလားအလာကတော့အများကြီးကျဆင်းသွားခဲ့ပါပြီ။နံပါတ်3ရာဖီညာဘာစီလိုနာအဆင့်မပြောင်း2024-25ရာသီအတွင်း39ဂိုးအတွင်းဂိုးဖန်နီမှု25ချိန်လာလီကာကိုပါဒယ်ရီနဲ့စပိန်စူပါဖလားများစုကိုထား ရှားဒီဆောင်မှငင်းခုမှုတချို့ရှိခဲ့ပေမဲ့ရာဖင်ညာကဘာစီလိုနာရဲ့အားကောင်းတဲ့တိုက်စစ်၃ရောက်ထဲမှာအဆုံးဖြတ်အပေးနိုင်ဆုံးဖြစ်တယ်ဆိုတာရာဒီတစ်လျှောက်လုံးမှာရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပြီးသူ့ရဲ့တွင်ကိုနဲ့ဖန်နှင်းမှုအရေးအတွက်ကလည်းထောက်ထောက်ခံနေပါတယ်။လီယူနိုက်တက်ကစားသမားဟောင်းကနီကိုဝီလီယမ်စ်ကိုဘာစီလိုနာခေါ်ယူနိုင်ခဲ့မယ်ဆိုရင်ပြီးခဲ့တဲ့နှစ်ရာသီကရောင်းချခံရဖို့များခဲ့ပေမဲ့ဘရာဇီးသားကတော့ဒါကိုကြော်လွားပြီးဘလူးဂရနာကို ပြင်းရင်ဖလားသုံးလုံးရအောင်လို့စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရာဖင်ညာကသူ့ကစားသမားဘွားရဲ့အကောင်းဆုံးဘောလုံးကိုကစားနေတယ်ဆိုတာတန်တရားဖြစ်စရာမရှိပါဘူး။ဒါပေမဲ့ဒါကဘောလုံးတော်ဆုရဖို့အလုံလောက်ပါမလား။နံပါတ်နဲ့လာမင်းရမယ်ဘာစီလိုနာအဆင်မပြောင်း။2024-25ရာသီတွင်19ကိုတွင်ဂိုးဖန်နေမှု26ကျင်းလာလီဂါကိုပါတယ်ရီနဲ့စပိန်စူပါဖလားများစုကူထား စုသက်တမ်းနှစ်ပေါင်း80နီးပါးအတွင်းအသက်22နှစ်မတိုင်ခင်ဘောလုံးတော်စုရာဘူးသူမရှိသေးပေမဲ့ရာမဲမှာနောက်ထပ်ရာသီ3ခုထောင်ရှိသေးတာကြောင့်ဒီစံချိန်ကိုမချိုးနိုင်ရင်တော့အံ့ဩစရာဖြစ်ပါလိမ့်မယ်။လက်ရှိဘောလုံးလောကမှာဘာစီလိုနာဆယ်ကျော်တက်လေထက်ပိုကြီးကျယ်တဲ့အရေးချင်းရှိသူမရှိသေးပါဘူး။2024-25မှာပြသခဲ့သလိုပဲသူကပိုကောင်းတစ်ထပ်ကောင်းလာအောင်ပါ။ ကတ်လိုနီးယားမှာသူအသင်းပေါ်နှစ်ယောက်ထက်ကိုးနေခဲ့ပေမဲ့လာလီဂါပရိသတ်အများပြားကတော့ဒီ၁၉နှစ်သားလေးကစပိန်ရဲ့အထင်ကြီးစရာအကောင်းဆုံးတိုက်စစ်ကစားသမားဖြစ်တယ်လို့ပြောကြပါလိမ့်မယ်။ချန်ပီယံလိမှာအင်တာမီလန်နဲ့ဆီမီဖိုင်နယ်ပွဲစဉ်လိုမျိုးအမကန်းခြေစွမ်းနေတဲ့ပေါင်းဆက်လာရင် သူကဘာစီလိုနာအသင်းတွင်းမှာရွှေဘောလုံးဆုအတွက်ထိတ်တန့်ကိုယ်စားလှယ်တောင်ဖြစ်လာနိုင်ပါတယ်။နံပါတ်၁အူစမန်ဒမ်ဘီလီ၊ပယ်ရစ်စိန့်ဂျာမိန်အဆင့်မပြောင်း 2024-25ရာသီတွင်35ခုတွင်ဂိုဖန်နီမှု15ကျင်း၊ချမ်ပီယံလီလီကူဝမ်၊ပြင်းသစ်ဖလားနှင့်ပြင်းသစ်စူပါဖလားများစုကူထား။ဒါကဒမီလီအဆင့်နောက်ဆုံးတော့ပေါ်ထွက်ခဲ့တဲ့ရာသီလား။ ာစီလိုနာအတွက်ဒေါ်မွန်ကနေထွက်ခွာလာကြတဲ့ကပြည်သစ်တောင်ပံကစားသမားကရှားပါအရေးချင်းရှိသူဖြစ်တာထင်ရှားပေမဲ့ပရိသတ်တွေကိုစိတ်ကျဉ်နှံစေတာထက်စိတ်ပြက်စေကြတာပုံများပါတယ်။ဒါပေမဲ့နှစ်သက်ကူပြီးနောက်ပိုင်းဒမ်မီလီကပီယန်ဂျီမှာခြေစွမ်းမှန်တွေရှိခဲ့ပြီးတော့သူ့ရဲ့ဆွမ်းဆောင်ရည်တွေကပြည်သစ်ချန်ပီယံတွေကိုလီကူဝမ်မှာဆက်လက်ကြီးစိုးနိုင်အောင်လို့ကူညီပေးခဲ့ပါတယ်။ ချန်မြန်လေးကိုနောက်ဆုံးမှရယူနိုင်ခဲ့တဲ့သူတို့ရဲ့အိမ်မကလည်းဒမ်မီလီရဲ့ MV နဲ့ Emirate Queen ကရှုံထွက်အဆင့်အတွင်းကိုရင်းဘိုလူပွဲကဂိုးဖန်နေမှုနှစ်ကြိမ်တို့ကြောင့်တစ်စိမ့်တစ်ပိုင်းအဖြစ်အမှတ်တကယ်ဖြစ်လာခဲ့ပါတယ်။ချန်မြန်လေးဘိုလူပွဲကဒီဇိုင်းယာတွင်းရဲ့ခြေချမ်းပြမှုတွေကြောင့်ပြန်ကြည့်ဆဲကျော်တက်ကစားတမ်းမှထိတ်တန်းဆယ်ဦးစင်းမှပါဝင်လာခဲ့တဲ့ဆိုပေမဲ့ဒူးချင်းရောအတင်းလိုက်ပါ2025မှာဒမ်မီလီထပ်ပေါ်ပြီးအကျိုးဖြစ်ထွန်းခဲ့တဲ့ကစားသမားမရှိသေးပါဘူး။ ဒါကြောင့်မလို့ပဲသူဟာဘောလုံးတော်စုအတွက်တေချာပေါက်ရွေးချယ်ခံရတဲ့သူဖြစ်သတ်မှတ်ခံရတဲ့မှာရယ်